မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေကတော့အခုမြို့သားညီညွတ်အစိုးရဝင်ကြီးချုပ်ကိုမလေးရှားဝင်ဝင်ကြီးချုပ်ကတရားဝင်တွေ့ဆုံဆွေးနွေးတယ်နော်ပြီးတော့တခါအာရှငင်းငယ်ရေးတောင်ရှိပြည်တွေကလည်းမြန်မာညီညွတ်အစိုးရအနေချင်းနဲ့တွေ့ဆုံဆွေးနွေးတယ်တစ်ဖက်တည်းမှာပဲဘင်္ဂလားဒေ့ရှ်တက်တက်မတော်နဲ့အမေရိကန်စစ်တပ်နဲ့တွဲပြီးတော့အခုအာရဂန်ဒေသနဲ့ချင်းတက်နှစ်တက်မဟာမိတ်အဖွဲ့တွေပူးပေါင်းဆောင်ရွက်နေတဲ့ရခိုင်ရှင်းပြပြင်အတွက်ကိုရခိုင်ရှင်းပြနာအတွက်ကိုအမေရိကန်က ဘာဖာစနစ်အသုံးပြုပြီးတော့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကတဆင့်စီရေးထောက်ကူပေးမယ်ဆိုတဲ့သတင်းတွေလည်းကြဲကြဲမြန်မြန်ခံရမှာထွက်ပေါ်လာဆိုတော့ကျွန်တော်တော်လိုင်းရဲ့အရွေးဟာအမှန်နဲ့တရားတွေအတွက်အောင်ပွဲနီးကပ်လာတဲ့အချိန်လေးဖြစ်တယ်အဲ့တော့တဘာဝဘေးလာအန်ရင်းဆိုင်မယ်တော်လိုင်းကြီးအတွက်လည်းအစွမ်းကုန်ရုန်းကန်မယ်တေးကြတယ်ကျွန်တော်တို့မကြခင်မှာအောင်ပွဲအောင်လံထူရမှာဖြစ်ပါတယ်အားလုံးကျေးဇူးပဲ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အမေရိကန်ကရခိုင်စစ်မြစ်မှာကူညီပေးမိတဲ့တင်းတွေနဲ့ပတ်သက်ပြီးဗိုလ်ကြီးနေမျိုးစင်းတုံးသက်ချက်နဲ့အတူလာရှိုးကိုအခြေပြု၍ကိုကန့်ထိန်ချုပ်နယ်မြေများ၌စစ်ကောင်စီနိုင်ငံရေးဆွတ်ဖက်လာမည်ကိုဒေတာခံများစိုးရိမ်နေတဲ့ထူးခြားတဲ့တင်းတွေနဲ့ပါတင်ဆက်ပေးသွားမှာမို့အဆုံးထိကြည့်ရှုပေးခဲ့ကြပါအောင်ခင်ဗျာ သူကြဆန်းကျင်တဲ့တဘာဝလာတရားကြီးနေတဲ့ကျွန်တော်တို့မသိမမြင်မကြားနိုင်တဲ့တဘာဝရဲ့ဖန်တီးချက်တကယ်လက်တွေ့ရှိနေပါပဲကျောက်ဆိုင်ကြီးနဲ့အချက်လိုက်အချက်လိုက်မသိရင်ပေါ့လွာလိုက်ဒီမှာရှိခိနှစ်နှစ်ပေါင်းအဲထောင်ပေါင်းတောင်ပေါင်းများစွာကဒုံတရားတော့တကူးရှင်ကအလွာလိုက်ချက်လိုက်လာပြီးတော့မတင်ကျဲသေးတာဆိုပဲချက်လိုက်ချက်လိုက်ပြင်းနေတဲ့ကျောက်ဆက်ကြီးကိုကြည့်ပါဒါတဘာဝကြီးကကျွန်တော်တို့မမြင်နိုင်တဲ့အရွေကျွန်တော်တို့မမြင်နိုင်တဲ့ပြုပြင်ပြောင်းလဲမှုတွေကိုသူ့ဟာသူ့အချိန်နဲ့သူလုတ်ပေးနေဆိုတဲ့အဲတက်တည်ပါပဲ ခုကျွန်တော်တို့ဒီရဲ့မြန်မာပြည်ရဲ့အလဲပိုင်းစကိုင်းပြည့်ရီကျော်ကြီးမှာအခုချိန်ထိအချိန်ပေါင်း140ကျော်ဆင်ဆက်မပြတ်လှုပ်နေတဲ့ငလင်းတွေဟာဒီလိုအစင်ငယ်စင်ငယ်သဘောပြောင်းလဲမှုဖြစ်စဉ်ရဲ့အသက်တွေပုံရိပ်တစ်ခုပါအဲ့တော့ကျွန်တော်တို့အနေနဲ့ကမ္ဘာလောကကြီးဒီနေ့ကဆက်ဒီအာကာသအပေါ်မှာမိနစ်နည်းငယ်တက်ပြီးသွားတဲ့ကမ္ဘာကျော်အဆူတော်တယောက်အာကာသပေါ်သူသွားလေတဲ့ခီးသွားဖြစ်နေပြန်ဆင်းနေဆင်းလာတော့သူဟာကွာကွာမြကြီးကိုငုံမိနန်းနေတဲ့ ျွန်တော်စိတ်ထဲမှာငုံနန်းနဲ့သူ့ရဲ့အတွေ့အကြုံနဲ့ကမ္ဘာလောကကြီးဆိုတာကျွန်တော်တို့ကသာအထင်ကြီးနဲ့အာကိုမြင်ကိုမြင်ကိုကိုနေရကိုအိမ်ကိုချမ်းကိုပြီးသားအစသဖြင့်ရှင်ပဲကမ္ဘာကြီးကိုစက်တာဝလာကြီးရဲ့ဟိုးအဝေးတနေရာကြီးကိုကြည့်မယ်ဆိုရင်အဖျားလောက်တဖျားလောက်ကြီးမှုန်လေးပဲကျွန်တော်မြင်ရတာပါတဲ့ကမ္ဘာကြီးအဖျားလောက်ပဲမြင်ရတဲ့ကမ္ဘာကြီးတွေမှာကျွန်တော်တို့ချင်းချင်းဟာရန်ပြီးနေဆောင်လောဘဒေါသမောဟအတ္တတွေနဲ့ဟိုဟိုဘလော့ခေါ်မလဲငါတကောကောနေကြတကယ်တော့ကမ္ဘာကြီးကဘာမှမတည်မြဲဘူးလူဆိုတော့ကျွန်တော်တို့တွေမတည်မြဲဆိုသဘောကကြောက်လာကြောက်ရွံ့ကြီးလည်းမတည်မြဲဘူးပြုပြင်ပြောင်းလဲ တက်ချိန်နိုင်ဖြစ်နေတဲ့ဓမ္မတာပါပဲဒါအကြည့်ပြီးတော့ကျွန်တော်ကသင်္ကန်းစာယူတတ်ဖို့လိုသလိုလောဘဒေါသမောဟမမနာတွေကိုလည်းပဲလွန်ကျွန်းမဖြစ်အောင်ထိန်းချုပ်နိုင်ဖို့အတိတရားနဲ့ရှင်ပြီးသတိထားဖို့လိုအပ်လိုအပ်ပါတယ်အဲ့တော့ကျွန်တော်အခုဒါကျွန်တော်တို့တော်လိုင်းနေမြေဧရိယာတစ်ခုမှာရှိနေတဲ့တဘွားရှုခင်းနဲ့ရှင်ပြီးတော့မြေပြန်ကငလင်ပေးတင်ရတဲ့ပြည်သူတွေကိုစာနာကြောင်းနဲ့အခုဆက်လက်ပြီးတော့ဖြစ်ပေါ်လာနိုင်ရှင်ရှိတဲ့ကြောက်ချက်ကြီးတွေအခုလိုအစင်းလိုက်ဖြစ်တတ်တယ်လို့မျိုး ခုဒီစကိုင်း 4G ရဲ့ပွတ်တိုက်နေတဲ့အချိန်ဟုံကြောင့်အခုဒီအပိုင်းမနေ့ကညအထိကိုမန္တလေးမှာအဲဒီ register 9ကြော်ထပ်လုပ်သေးတယ်ဆိုတော့ကျွန်တော်တို့က3ကြီးကြီးထားပါလိမ့်မယ်ကြောက်လော်ချက်ကြီးနှစ်ချက်ကအာဖရိကတိုက်ကကြောက်လော်ချက်ကြီးကကျွန်တော်တို့အာရှရဲ့လော်ကိုလာလာစောင့်ပြီးတော့လွန်ခဲ့တဲ့နှစ်တန်းအနည်းတန်းမောင်းများစွာအခုပြန်ပြီးတော့သူကပွတ်တိုက်ပြီးတော့ရွေရှားနေတယ်အဲ့တော့ပြန်ဆုတ်ခေါ်သွားတာပဲဖြစ်ဖြစ်ပွတ်တိုက်ရင်မှအောက်မှတဆင့်ပြီးတော့ပကြကြီးပေါ်လာပြီးတော့ ဟိုပင်လေချားသွားလို့လည်းမဖြစ်မဖြစ်လာဘူးလို့မပြောနိုင်ပါဘူးဒါကြောင့်မို့ရေစိမ့်ထွက်နေတဲ့ဆိုတဲ့နေရာတွေနောက်တစ်ခါအချိန်ခါမဟုတ်ဘယ်ကကြလာမှမသိတဲ့တောင်ကြရီလိုရေစီးချောင်းကြီးနဲ့အပြင်းထန်စီးဆင်းလာလို့ဖြတ်တန်းလာတယ်ဆိုတဲ့ဒေသတွေမိုးမကြခင်မှာတတိကြီးကြီးထားဖို့ကျွန်တော်နေခုခုလေးကနှိုးစော်ပန်ချခြင်းပါဘာကြောင့်တောင်ကြရီတွေဒီလိုဟောထွက်လာသလဲ နေမြင့်ရာနေနေရာကိုခန္ဓာနဲ့မတူတဲ့အခြေအနေထူးခြားမှုရှိနေပြီဆိုကြတဲ့ကငလင်လှုပ်ပြီးတဲ့နောက်ကိုယ့်ရဲ့မြင်မျက်နှာပြင်ကနှိမ့်ချသွားသလားတို့ဖို့ကိုယ့်ပတ်ဝန်းကျင်ကရေထွက်နိုင်တဲ့နေရာတွေကအေရော်ရီမြင့်ချမ်းမြင့်သွားလောက်တောင်းစွတော်လန်းတော်လကောင်းအောင်မှမြင့်တက်သွားလို့လားအခုအချိန်ခါမို့ရေစီးချောင်းတွေလောဟောဖြတ်စည်းလာပြီဆိုတော့ငိုးကြရင်ဒီတဲ့ပိုဆိုးနိုင်တဲ့နေသားရှိရမလို့ကိုယ့်ကလေးကအေရော်ရီမြင့်ချောင်းတစ်ချောင်းငလင်ပြက်ပြေးကြောတစ်ချောင်းမှရှိတဲ့မြို့ရွာကပြည်သူတွေတတိကြီးထားပြီးတော့ရှိသမျှအင်အားနဲ့ညှစ်ထုတ်ပြီးတော့လော့အောင်ရှောင်းမှာမဖြစ်ခဲ့ရင်တော့မဖြစ်ဘူးဖြစ်လာခဲ့ရင်ကယ်ဆယ်ကူညီနိုင်မှု ခုငလင်ကြီးဖြစ်တဲ့အချိန်မျိုးပဲကြည်ပါတကယ်ဖြစ်လာခဲ့ဘယ်သူမှမကယ်နိုင်ဘူးအားလုံးကသူ့အဘူးနဲ့သူအကုန်လုံးဖြစ်ကြတော့ဆိုအခုတည်းကဲဆဲကူညီရေးလောက်ကြပါဒါပေမဲ့အခုညောင်နိုင်ငံရဲ့နိုင်ငံရေးအခြေအနေကတော့အခုမြို့သားညီညီအစိုးရဝင်ကြီးချုပ်ကိုမလေးရှားဝင်ဝင်ကြီးချုပ်ကတရားဝင်တွေ့ဆုံဆွေးနွေးတယ်နော်ပြီးတော့တခါအာရှငင်းငယ်ကြီးတောင်ရှိပြည်တွေကလည်းမြို့သားညီညီအစိုးရအနေချင်းနဲ့တွေ့ဆုံဆွေးနွေးတယ်တစ်ဖက်တည်းမှာပဲဘင်္ဂလားဒေ့ရှ်တပ်တပ်တမတော်နဲ့ American စစ်တပ်နဲ့တွဲပြီးတော့အခု Arakan ဒေသနဲ့ ရှင်းတက်နှစ်တက်မဟာမိတ်အဖွဲ့တွေပူးပေါင်းဆောင်ရွက်နေတဲ့ရခိုင်ရှင်းပြပြင်အတွက်ကိုရခိုင်ရှင်းပြနာအတွက်ကိုအမေရိကန်ကဘာဖာစနစ်အသုံးပြုပြီးတော့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကတဆင့်စီရေးထောက်ကူပေးမယ်ဆိုတဲ့သတင်းတွေလည်းကြဲကြဲမြဲမြဲခိုင်ဝါထွက်ပေါ်လာပြီးဆိုတော့ကျွန်တော်တို့တော်လိုင်းရဲ့အရွေးဟာအမှန်နဲ့တရားတွေအတွက်အောင်ပွဲနီးကပ်လာတဲ့အချိန်လေးဖြစ်တယ်အဲ့တော့တဘာဝဘေးလာအရွေးဆိုင်မယ်တော်လိုင်းကြီးအတွက်လည်းအစွမ်းကုန်ရုန်းကန်မယ်တေးကြတယ်ကျွန်တော်တို့မကြခင်မှာအောင်ပွဲအောင်လံထူရမှာဖြစ်ပါတယ်အားလုံးကျေးဇူးပဲ ်ရပြီရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုကန့်တက် NNDAA တိမ့်ပိုက်ခဲ့ရာလာရှုမြို့သို့ယနေ့ April 16ရက်တွင်စစ်ကောင်စီလက်အောက်ခံများပြန်လည်ဝင်ရောက်လာပြီးဖြစ်ရာရှမ်းပြည်နယ်မြောက်ပိုင်းရှိကိုကန့်တက်ထိန်းချုပ်ရာအခြားသောမြို့နယ်များမှဒေသခံများစိုးရိမ်နေကြသည်ရင်းတို့မြို့နယ်များ၌စစ်ကောင်စီမှနိုင်ငံရေးအရာပြန်လည်ဝင်ရောက်၍ရွေးကောက်ပွဲပြုလုပ်ရန်ကြိုးပမ်းလာမီနိုင်ငံရေးအရာဆွတ်ဖက်လာမီကိုစိုးရိမ်နေကြသည် လာရှုမျိုး၌အုပ်ချုပ်ရေးလေပက်လျက်ရှိသည့်ကိုကန်တက် NNDAA အဖွဲ့ဝင်များသည့်ယခုသတင်းပတ်မှစတင်၍မြို့မှဆုံးခွာနေကြပြီဖြစ်သည်။ကုတ်ခိုင်မျိုးပေါ်က TNLO ထိန်းချုပ်ထားတဲ့ဆိုပေမဲ့အဲ့စရင်တွေဘာတွေဆိုရင်ကိုကန်ကကင်နာအထူးဒေတာကုတ်ခိုင်မျိုးဆိုပြီးအဲ့စရင်တွေဆိုရင်တရုတ်စာရီနဲ့ကုတ်ခိုင်ရဲ့တစိမ့်တရီတာမှာကိုကန်းကလွှမ်းမိုးမှုရှိထားတယ်။အရင်ကတည်းကလည်းဒီကုတ်ခိုင်သားမိုးငယ်မုံစီဒီတကြောလုံးကကြန့်ခိုင်ရေးအင်အားကောင်းခဲ့တယ်။ လာရှိမှာအခြေချပြီးကိုကန့်ရှိတဲ့နေရာတွေမှာရွေးကောက်ပွဲလုပ်နိုင်ငံရေးအရာခေါင်းဝင်ကိုဆက်လုပ်လာမှာကိုစိုးရင်ကြတယ်ဟူကုတ်ခိုင်မျိုးဒေတာခန်ကပြောသည်ထို့အတူကိုကန့်တဲ့ NNDAA ထိန်းချုပ်ရာမျိုးနယ်များ၌နေထိုင်ကြသောနိုင်ငံရေးတက်ကြွလှုပ်ရှားသူများခရဝင်နှင်းများနိုင်ငံရေးကျင်းသားဟောင်းများမှလည်းရင်းတို့၏လုံခြုံရေးကိုစိုးရင်ပူပန်နေကြကြောင်းကျင်းကပြောသည် ကုတ်ခိုင်မျိုးကို1028စစ်စင်ရေးအတွင်းတအောင်းတက်6ကန်တက်နှင့်အတူအခြားသောတော်လန်ရေးတပ်ဖွဲ့များပြည်သူ့ကာကွယ်ရေးတပ်များမှပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ANDAA ထိန်းချုပ်ရာမုံစည်းမျိုးရှိဒေသခံအမျိုးသမီးတဦးကလည်းမြင်းတို့မျိုး၌လက်ရှိအချိန်တွင်လေချောင်းရန်ထိတ်လန့်နေရသည်မှာအပတည်ငြိမ်အေဂျင့်လျက်ရှိတော်လဲစစ်ကောင်စီတပ်ပြန်လဲဝင်ရောက်လာမည်ကိုစိုးရိမ်နေကြသည်ဟုပြောသည်